သားရဲ့သူ့ရဲ့အသက်ခံအကြောင်းရင်းဒါကိုသိရမယ်။ဘာကြောင့်လဲဆိုတော့အသားကြောက်ဒီမှာကျတော့ကျွန်တော်ကကြောက်စီကောင်းရမယ်နော်ကြောက်သားကလည်းလုံးဝကောင်းရမယ်ကြောက်သားကောင်းတဲ့အပြင်ကိုကြောက်သားကြီးကြည်လင်ဝင်ပချင်းတန့်နေရမယ်။အဲအဲ့ဒီလိုမျိုးလည်းရှိရမယ်။အဲ့ဒီကပြီးပြီဆိုအသက်ခံအသက်ခံဆိုတာကလည်းဒီအသက်ခံအကြောင်းဒီလုံးဝသူ့ရဲ့ဒီဖြစ်တည်မှုအတိုင်းပဲတန်ရှင်းမှုအတိုင်းပဲဖြစ်နေရမယ်။အဲ့လိုမှမဟုတ်ဘူးအသက်ခံဝါသွားတာတွေအသက်ခံရိတ်သွားတာတွေအသက်ခံဖြူသွားတာတွေ နော်အဲ့လိုအတက်ကဖွေးသွားတာဒီဒါမျိုးတွေဖြစ်သွားမယ်ဆိုရင်တော့ဒီကျွန်တော်တို့ရဲ့ body တို့အသက်ဆန်းတို့နော်အသားကြောက်တွေကိုအပွင့်လိုင်းလုံးတဲ့နေရာမှာမိတ်ဆွေတို့ဒါကမတိထားဘူးဆိုရင်တော့ဟိုဘယ်လိုပြောမလဲမိတ်ဆွေတို့လုပ်ငန်းမှာအားအိတ်ခက်တွေ့မှာပါဒါကြောင့်မလို့ဒီနေ့ကျွန်တော်ရှင်းပြမယ့်အကြောင်းအရာလေးတင်းတင်းချာလေးလိုက်ပြီးနားထောင်နေကြပါတယ်အဲ့ကျွန်တော်ကျွန်တော်အခုစပြီးရှင်းပြပါတော့မယ်နော်ကျွန်တော်တို့ body ကိုကျွန်တော်စပြီးပြောတော့မယ် body ကြောက် body ကြောက်လို့ပြောလိုက်ပြီးဆိုတာနဲ့ လူတော်တော်များများက body ဆိုတာနဲ့ကိုအာယုံတွေတက်ကြတယ်။အာ body ကြောင့်ဆိုတာနဲ့ကိုဒီ body ကြောင့်တလုံးရပြီးဆိုတာနဲ့ကိုအောင်တော့မယ်ဆိုပြီးတော့တချို့လည်းတွက်ကြတာရှိတယ်။ဒီ body ကြောင့်တိုင်းကိုလည်းတန်ဖိုးမြင့်တယ်။တန်ဖိုးဈေးကြီးတယ်။အဲ့ဒီလိုပုံစံမျိုးတွေသတ်မှတ်နေကြတာလည်းရှိတယ်။တချို့ကလည်း body ကြောင့်တွေက body ကြောင့်ကိုပဲလှုပ်တာနဲ့ကိုဆက်ရှင်မဲ့ရှမ်းတာတော့မဲ့ပုံစံမျိုးအဲဟိုဆက်ရှင်မဲ့တက်ပြီးတော့ဆက်ရှင်မဲ့လုပ်ငန်းတွင်မှာအလုပ်အကင် ဆက်ချင်းအစဉ်ပြေတဲ့ပုံစံမျိုးတွေပြောနေကြတယ်ကျွန်တော် line ပေါ်မှာတွေ့ကြတွေ့တယ်ပေါ့နော်အဲကျတော့အဲ့ဒီဟာတွေကိုကျွန်တော်ကမားရည်လည်းမပြောချင်ဘူးအဲကျတော့ကျွန်တော်ဒီနေ့ရှင်းပြတဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့ကနားလည်သွားပြန်ဆိုရင်ကျွန်တော်ကဒီနေ့ကြောက်စိမ့်ရဲ့ဒီအသားကြောက် body အသက်ဆန်းတို့ရဲ့ဖြစ်တည်မှုအစစ်အမှန်လုံးဝဒါကျွန်တော်တို့ကြောက်စိမ့်မှာတကယ်ကိုကြောက်ကြောင်းနားလည်ပြီးတော့တကယ်ကိုအရှိကံသဘောတရားကိုနိုင်ထားတဲ့သူတွေကကျွန်တော်ဒီနေ့ရှင်းပြတဲ့အကြောင်းအရာကိုလက်ခံမှာဖြစ်ပါတယ် အဲကြောင့်မိတ်ဆွေတို့အနေနဲ့ဒီနေ့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာဒီအရန်အရေးကြီးပါတယ်ဒါကျွန်တော်လည်းဒီလို live ဆိုတာကလုတ်ခဲပါတယ်ဘာကြောင့်လဲဆိုရင်ဒါဒီကအသေးစိတ်ကိုကျွန်တော်တို့ကတည်တည်ချာချာရှင်းပြရတဲ့အတွက်ကြောင့်မလို့စကားမားသွားလို့မရဘူးစကားမားသွားပြီဆိုရင်လည်းအားလုံးသိရတဲ့အတိုင်းကြောက်လောကမှာတယောက်နဲ့တယောက်ဒါဖောင်းထုတ်ချင်ကြတဲ့သူအများကြီးပဲရှိတယ်အဲကြောင့်ကျွန်တော်ကဒီနေ့တည်တည်ချာချာလေးအသေးစိတ်ကိုလည်းရှင်းပြမယ်မိတ်ဆွေတို့ကလည်းတည်တည်ချာချာလေး live ပြီးတော့ဒါလေ့လာကြပါလို့ကျွန်တော်ကအကြံပေးလိုတယ်အဲကြောင့် group တွေတော့လည်းကျေးဇူးပြု share ပေးကြအောင်နော်မိတ်ဆွေတို့ လူများများကြည့်လေကျွန်တော်ကပူကြိုက်လေပဲဘာကြောင့်လဲဆိုရင်ဒါမသိနားမလည်သေးတဲ့သူတွေအတွက်ကိုကျွန်တော်ကအထောက်အကူဖြစ်စေချင်တာဖြစ်ပြတတ်ကြောင်မလို့အခုလိုမျိုး live တွေကိုကျွန်တော်ကလွှင့်ပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်စပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒါ body ကြောက်ရှိမယ်အသားကြောက်ပါဆိုရင်အသက်ဆန်းကြောက်ရှိမယ်အဲဒါကြောင့်တောင်းတောင်းခါသာတို့ခါအောက်တို့ခါအထက်တို့ခတန်းတို့တော့အဲ့ဒီလိုကြောက်မျိုးတွေကိုအသားကြောက်တွေကိုတော့မိတ်ဆွေတို့အပွင့်လိုင်းလုပ်မယ်ဆိုရင်တော့သိပြီးတော့ဒါ ဈေးကွက်မှာလည်းမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မရှင်းပြတော့ဘူးကျွန်တော်ဒီနေ့အဓိကရှင်းပြချင်တာဒီ body ကြောက်ရဲ့အသက်ဆန်းရဲ့နောက်တစ်ချက်ကကြည့်တော့ခါတန်ပေါ့နော်ခါတန်တန်ကြောက်ခါသားကြော်ဒီလိုရှင်းပြမှာဖြစ်ပါတယ်။အဲကျတော့မိတ်ဆွေတို့ကိုကျွန်တော်ပထမဦးပြတာတော့ဒီမှာ ကျွန်တော်လေးကျွန်တော်ဆင်ထားတယ်ဒီဆင်ထားတဲ့နေရာမှာမိတ်ဆွေတို့ကိုကျွန်တော်ကခွဲခိုင်းမယ်မိတ်ဆွေတို့အနေနဲ့တည်တည်ချာချာလေးကြည့်လို့ရအောင်ကျွန်တော်ပြပြပါမယ်နော်ခဏလေးပါနော်ကျွန်တော်ဒီမိတ်ဆွေတို့တည်တည်ချာချာလေးကြည့်လို့ရအောင်စာရွက်လေးနဲ့ခောက်ပြီးတော့ပြပြပါမယ်နော်ခဏလေးပါနော်မိတ်ဆွေများကျွန်တော်ဒီမှာကြောက်အပွင့်လေးတွေရွေးပြီးတော့တည်တည်ချာချာလေးကိုကျွန်တော်ပြပြမယ်အဲဒီတော့ ဒီနေ့ကျွန်တော်ပြလိုက်တဲ့အရာတွေကိုနားလည်ပြီးဆိုရင်ဒါအပွင့်လိုင်းကိုလှုပ်ရှင်နေတဲ့သူတွေအပွင့်လိုင်းကိုစိတ်ဝင်စားနေတဲ့သူတွေလည်းဒါအပွင့်လိုင်းကိုလှုပ်ရင်ကောင်းမလားမလှုပ်ရင်ကောင်းမလားဒါရွေးချယ်လို့ရမှာပေါ့နော်ကျွန်တော်ကဒါတည်တည်ဆဆလေးနဲ့မေးဆိုလို့နားလည်အောင်ကိုသဘောပေါက်အောင်ကျွန်တော်ရှင်းပြပြမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အခုဒီမှာအပွင့်လေး6ပွင့်ပေါ့နော်အပွင့်လေး6ပွင့်ကိုကျွန်တော်ဒီမှာတင်ထားတယ်တည်တည်ဆဆလေးကြည့်ကြည့်ပါနော် 底下不会烧不会嘛，没事就家里自己嘛，就那么表哥嘛表别啊，没事就来陪嘛陪见你啊什么的。你要叫他开点远了，来这么高，这前我在金湖的吗？我离得远点，木离得远远的，东。